င်္ဂလာပါဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ packaging design နဲ့ပတ်သက်သောအသုံးအနှုန်းများကိုပြောပြပေးမှာဖြစ်ပါတယ် packaging design သည်ထုတ်ကုန်တစ်ခု၏ပထမဆုံးအမြင်ကို ဖန်တီးပေးသည်အရေးကြီးသောအစိတ်အပိုင်းဖြစ်ပါတယ် packaging designer များအနေဖြင့် e-label နှင့်ပတ်သက်သောအသုံးအနှုန်းအခေါ်အဝေါ်များကို နားလည်ထားရန်အရေးကြီးပါသည် အဓိကထုတ်ပိုးမှု primary packaging ထုတ်ကုန်ကိုတိုက်ရိုက်ထုတ်ပိုးထားသောအလွှာဖြစ်ပါတယ်။ဥပမာ အချိုရည်ဘူးကဖေးမစ်ထုတ်တို့ဖြစ်ပါတယ်။ဤအလွှာသည် ထုတ်ကုန်ကိုကာကွယ်ပေးရုံသာမကဈေးကွက်ရှာဖွေရေးအတွက်လည်းအရေးပါသည်။ဒုတိယထုတ်ပိုးမှု secondary packaging primary packaging ကိုထပ်မံထုတ်ပိုးထားသောအလွှာဖြစ်ပါတယ်။ဤအလွှာသည်ထုတ်ကုန်ကိုတည်ယူပို့ဆောင်ရတဲ့လွယ်ကူစေရန်ကူညီပေးပါတယ်။ တတိယထုတ်ပို့မှု Dictionary Packaging အချိုးရည်ပါကေများ Coffee Bean ပါကေများကိုဒါဇင်လိုက်ထပ်မံပြီးထည့်သွင်းထားတဲ့ထုတ်ပို့မှုဖြစ်ပါတယ်။အေယာမထုတ်ပို့မှု Quaternary Packaging Dictionary Packaging ထုတ်ပို့မှုတွေကိုတပံပြန်လည်ပြီးတော့မှထပ်မံထုတ်ပို့ထားတဲ့ Packaging ဖြစ်ပါတယ်။ပုံစံဖြတ်ခြင်း Dyingate ပက်ကေ့ချင်းဒီဇိုင်းနှင့်သတ်မှတ်ပုံစံများကိုဖြတ်ထုတ်ရန်အသုံးပြုသောနည်းလမ်းဖြစ်ပါသည်။ထူခြားသော ပုံစံရှိသည့်ဘူအဖုံးများ၊ဂတ္တူဘူများတွင်အသုံးပြုပါသည်။အစွန်းထွက်နေရာ၊ဗလိပုံနှဲ့ရာတွင်ပုံသည်စာရွက်၏အစွန်းထိပြည့်နေရန်လိုအပ်သောအဖို့နေရာကိုဆိုလိုသည်။ပုံမှန်အားဖြင့်3.5မီလီမီတာအဖို့ထားရှိရပါသည်။ CMYK ကာလာပုံနှဲ့ရာတွင်အသုံးပြုသောအဓိကအရောင်များဖြစ်သည့် Cyan မဂျန်တာရဲလိုကီးခေါ်ဘလတ်တို့ဖြစ်ပါတယ်ဘန်တုံးကာလာပုံနှစ်ရာတွင် တိကျသောအယောင်များကိုရွေးချယ်ရန်အသုံးပြုသောအယောင်စနစ်ဖြစ်ပါတယ်ပုံစံမြင်ဒိုင်းလိုင်းပက်ကေ့ချင်း၏တူတီပုံစံကိုဖော်ပြသော မြင်းကြောင်းများဖြစ်ပါတယ်ဤမြင်းကြောင်းများသည်ပကေးချင်းကိုဖြတ်တောက်ရန်ခောက်ရန်နှင့် ပုံသွင်းရန်ကိုလမ်းညွှန်ပေးပါရယ်မျက်နှာပြင်အပီးသက်မှု finish ပကေးချင်း၏မျက်နှာပြင်ကိုအပိသက်ရန်အသုံးပြုသောနီလန်းများဖြစ်ပါသည်ဥပမာအားဖြင့်မှိုင်းသောမျက်နှာပြင် matte finish ပြောင်းလဲသောမျက်နှာပြင် gloss finish ခရမ်းလွန်ရောင်ကြီးဖြင့်အပိသက်ခြင်း UV coating တို့ဖြစ်ပါသည် embossing ပကေးချင်းပေါ်တွင် ပုံစံများကိုဖောင်းကျွလာအောင်ပြုလုပ်ခြင်း debossing ပကေးချင်းပေါ်တွင်ပုံစံများကိုခြိုက်ဝင်သွားအောင်ပြုလုပ်ခြင်း တဘာဝပဝင်ခြင်းနှင့်တဟသာတာဖြစ်သောထုတ်ပိုးမှု sustainable ပကေခြင်းတဘာဝပဝင်ခြင်းကိုထိခိုက်မှုနည်းစေရန်ပြန်လည်အသုံးပြုနိုင်သောသို့မဟုတ်ဇီဝခြေဖြတ်နိုင်သောပစ္စည်းများဖြင့်ပြုလုပ်ထားသောထုတ်ပိုးမှုဖြစ်ပါれပုံစံယာယီမော့ခတ်ပကေခြင်းဒီဇိုင်း၏နမူနာပုံစံကိုဖန်တီးပြသခြင်းဖြစ်ပါれဤနည်းဖြင့်ဒီဇိုင်းကိုလက်တွေ့အသုံးပြုမီပုံစံနှင့်နှိုင်းယှဉ်ကြည့်နိုင်ပါれစလုံးဒီဇိုင်း typography ပကေ့ချင်းဒီဇိုင်းနှင့်အသုံးပြုသောစလုံးအမျိုးအစားများအရွယ်အစားများနှင့်စလုံးပုံစံများကိုရွေးချယ်ခြင်းဖြစ်ပါれ။အမှတ်တံဆိပ်လက္ခဏာ Brand Identity ပကေ့ချင်းဒီဇိုင်းသည်ကုမ္ပဏီ၏အမှတ်တံဆိပ်ကိုကိုးစားပြုရန်အရေးကြီးပါれ။ထို့ကြောင့် logo အယောင်စလုံးပုံစံများကိုစနစ်တကျရွေးချယ်ရပါれ။လက်ချံစစ်ဆေးနိုင်သောထုတ်ပေါ်မှုတန်ပါ evident ပကေ့ချင်းထုတ်ကုန်ကိုလုံခြုံစေရန်ပြုလုပ်ထားသောထုတ်ပေါ်မှုဖြစ်ပါれ။ ဥပမာပလတ်စတိတ်အဖုံများတစိုက်ကတ်ခြင်းစသည်လို့ဖြစ်ပါတယ်။ပဒင်းပေါက်ပါတော့ထုတ်ပိုးမှုဝင်းဒိုးပကေခြင်းထုတ်ကုန်ကိုမဖွင့်ပဲမြင်နိုင်စေရန်ပဒင်းပေါက်ပါတော့ထုတ်ပိုးမှုဖြစ်ပါတယ်။ Flexographic Printing ပကေခြင်းပုံတွေရတဲ့အသုံးများသော နီလန်တစ်ခုဖြစ်ပါတယ်။ဤနီလန်သည်မြန်ဆန်ပြီးကုန်ကျစရိတ်သက်သာပါတယ်။အလွှာထက်ခြင်း Nesting packaging design နဲ့အလွှာများကိုထပ်နေအောင်ပြုလုပ်ခြင်းဖြစ်ပါတယ်။ဤနည်းဖြင့်နေရာထွေတာနိုင်ပါတယ်။ခုံးပုံထုတ်ပိုးမှု clamshell packaging plastic ဖြင့်ပြုလုပ်ထားသောခုံးပုံထုတ်ပိုးမှုဖြစ်ပါတယ်။ထုတ်ကုန်ကိုကာကွယ်ပေးရုံသာမကပြတ်တရာတွင်လည်းလေကူစေပါတယ်။တတုဖြင့်ဖိရိုက်ခြင်း force stamping packaging ပေါ်တွင်တတုဖြင့်ရိုက်နေခြင်းဖြစ်ပါတယ်။ဤနည်းဖြင့် design ကိုပုံမှန်လှပစေပါတယ်။နမူနာထုတ်ကြည့်ခြင်း proof ပုံလေးတိုက်မှာအများကြီးမထုတ်ခင်မှာအစမ်းနမူနာထုတ်ကြည့်ခြင်းဖြစ်ပါတယ်။အနုပညာရှင်ဆန်သောဒီဇိုင်း minimalist design ရိုးရှင်းပြီးတန်ဆင်သောဒီဇိုင်းပုံစံဖြစ်ပါတယ်။ဤဒီဇိုင်းသည်ခရီးသည်ကြောင့်နဲ့လည်းကန့်ညီပါတယ်။ဘာကုတ်ဟာ product တိုင်း packaging တိုင်းမှာ မပါမဖြစ်ပါရမယ့်အရေးကြီးသောနံပါတ်စင်ဖြစ်ပါတယ်။နိုင်ငံလိုက်သက်ဆိုင်တဲ့ဘာကုတ်များကို GS1 Global Office ကနေပြီးတော့မှတ်ပုံတင်ပြီးတော့အသုံးပြုရပါတယ်။ ကျူအာကုတ်ကျူအာကုတ်က product တွေရဲ့ website တွေထဲကိုဝင်ရောက်ကြည့်ရှုလို့ရတဲ့ link ဖြစ်ပါတယ်။ FDA တောက်ခံချက် product တွေတိုင်းမှာ FDA မှတ်ပုံတင်အမှတ်ကလည်းအရေးကြီးပါတယ်။ packaging design သည်ထုတ်ကုန်၏အောင်မြင်မှုအတွက်အရေးပါသောအခန်းကဏ္ဍမှာပါဝင်ပါတယ်။ packaging design ဟာထုတ်ကုန်ရဲ့အောင်မြင်မှုအတွက်အရေးပါသော အခန်းကဏ္ဍမှာပါဝင်ပြီးဒီဇိုင်နာများအနေဖြင့်ဤအသုံးအနှုန်းများကိုနားလည်တတ်ရန်လိုအပ်ပါတယ်။ ထုတ်ကုန်၏လိုအပ်ချက်များနှင့်ကိုက်ညီသောဒီဇိုင်းများကိုဖန်တီးနိုင်ရန်ဤအသိပညာများကို နားလည်ဖို့လိုပါသည်